ကိုချင်မီကလက်ဆန်စုံနောက်တယောက်ဖြစ်ပြီးတော့တရဝါလေးတွေဆိုရင်အတော်ချစ်ခင်ရှာပါတယ်။သွားလျာခေါ်တာရတဲ့မြောက်ကောင်ရှိပြီးတော့အားရင်းလဲတရဝါကယ်စီရည်ရည်ဒီကိုလည်းလုံနေတဲ့သူပါ။အခုလဲကျောက်ဆွန်နာမှာရှိနေတဲ့ရက်ကွန်တကောင်ကိုသွားခဲ့ပါတယ်။ဟိုဘက်ကျောင်းနဲ့ဒီဘက်ကျောက်ကိုကျိုးသွဲပေးပြီးတော့သွားခဲ့ပြီးမြဲရက်ကွန်ကမတော်တဆပြုတ်ကျသွားတော့တယ်။ကိုချင်မီလည်းအစွမ်းကုန်ကြိုးစားပေမဲ့မကယ်လိုက်နိုင်လို့အတော်လေးစိတ်ထိခိုက်သွားပြီးတော့လက်ဆန်စုံနောက်အုပ်လုပ်ကိုရန်နာလိုက်ပါတယ်။ပြီးတော့လောကကြီးကိုစိတ်ကုန်သွားလို့ဆိုပြီးတော့တောင်မဖုန်ကြီးကျောင်းမှာတရားသွားအားထုတ်ပါတယ်။နေ့နေ့ငယ်ကျတော့ကိုဝါတုတ်ဆိုတဲ့လူတစ်ယောက်ကကိုချင်မီနဲ့တွေ့ဖို့ဘုန်းကြီးကျောင်းကိုရောက်ချလာတယ်။ကိုချင်မီကိုအလောက်အချင်းလို့ဆိုပြီးတော့ကမ်းလှမ်းလာပြီးမြဲဖျားသားတော်ဖြစ်နေလို့ဆိုပြီးတော့ကိုချင်မီ ကညင်လွတ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုကျောင်းနေဖုန်းကြီးကကြားသွားပါတယ်ဖုန်းကြီးကျောင်းမှာစားနေရိတ်ခါလဲတိတ်မလောက်တော့လို့အလုပ်လက်ခံပြီးတော့ငွေရရင်သုံးဖို့ကိုကိုချင်းမီကိုတိုက်တွန်းပါတော့တယ်ကိုချင်းမီလဲဖုန်းတော်ရဲ့စကားနားထောင်ပြီးတော့ကိုဝါတုကန်လန်းနာကိုလက်ခံလိုက်ပါတယ်ဒီလိုနဲ့သူ့ပါလီယာမြောင်လေးကိုပါခေါ်သွားပြီးတော့ဖုန်းကြီးကျောင်းကနေကိုဝါတုနဲ့အတူတူထွက်လာလိုက်ပါတယ်လဲလိုအမယ့်နေရာကိုလင်းစီးလာတဲ့လမ်းမှာကိုချင်းမီတယောက်ဒရဝါမူစကူတူတဲ့အတန်တူတွေလိုက်လုံနေပါတယ်ခဏနေတော့ကိုဝါတုကအလုပ်အကြောင်းကိုရှင်းပြပါတယ်တိတန်နေထိုင်တဲ့မျိုးနယ်စုတစုဖြစ်တဲ့ချက်ဝါဒီလူမျိုးစုရဲ့သမီးတော်ကတိတ်မကြခင်မှာဝါချူတူလူမျိုးရဲ့ဒါနေလက်ထက်ရတော့မှဖြစ်ပါတယ်ဒါပေမဲ့ဝါချူတူဘက်ကသူတို့သမီးကိုတင်တိုင်းဖို့ပေးထားတဲ့ရ ရှားပါလင်းတို့အဖြူကောင်လေးကတက်လောကရင်ပြောက်သွားပါတယ်။မြို့နယ်စုရဲ့အယူဆအရအဲ့ဒါကကျင်းစာမိရဲ့လို့တတ်မှတ်ကြပြီးတော့လက်ထပ်ပွဲမတိုင်ခင်လင်းတို့ကိုပြန်ရှာတွေ့မှဖြစ်မှာပါ။ဒါကြောင့်ကိုရှင်မိကိုလင်းတို့ရှာဖို့လာခေါ်တာပဲဖြစ်ပါတယ်။မြို့နယ်စုရဲ့နဲ့မတွေ့ခင်မြို့နယ်စုရဲ့နဲ့ငင်းချမ်းရဲ့ယူထားတဲ့အစိုးရဘက်ကကောင်စီဝင်ရုံကိုသွားရမှာဖြစ်ပါတယ်။ကိုကြည်မီကလည်းအရင်လုပ်ပြန်လုပ်ရမယ်ဆိုတော့တက်ကြွတဲ့ကြက်ဖဖြစ်နေပါတယ်။ဒါနဲ့ကောင်စီဝင်ရုံကိုတောပန်လန်ကမသွားဘဲနဲ့တခါတည်းတောကိုဖြတ်ပြီးတော့မောင်းချလိုက်တာကလည်းအတော်လေးကိုစိုးပြတ်သက်သွားပါတယ်။ဒါပေမဲ့ကိုကြည်မီကတော့ဟန်မပြတ်ဘဲနဲ့ကောင်စီဝင်ရုံနဲ့ဝင်လာခဲ့ပါတယ်။နောက်တော့ကိုဝါတုတ်ကကောင်စီဝင်ချုပ်ဖြစ်တဲ့ကိုပြောင်းမှုနဲ့မိတ်ဆက်ပြီးပါတယ်။ကိုကြည်မီစုံနောက်စကေးကလည်းမသိတော့ကို ုပြားမှုကိုတစ်ချက်ကြည့်လိုက်တာနဲ့အတွင်းကြကြသေးချာပြောနိုင်တာဖြစ်ပါတယ်။ကုပြားမှုပေါင်းမိမှာရှီရှူစွန်းနာကအစားအနာယီဘရန်ဒူဝိတာအစုံပြောလိုက်နိုင်လို့ကုပြားမှုကနည်းနည်းတွန်းသွားပါတယ်။ရုံထဲဝင်တော့ကုပြားမှုကရှားဝါသတ္တဝါမျိုးစိတ်တွေဆိုတဲ့ကိုဗီရာနဲ့မိတ်ဆက်ပေးပါတယ်။ကိုဗီရာကကြီးကန်းတဲ့ကောင်ကိုတွားလိုက်ရခေါ်သွားတယ်ပါတယ်။ခဏနေတော့ပြန်မောက်တေးကိုချုံပေါ်အားလုံးထားတဲ့မျိုးသမီးကိုကိုချင်းမီတွေ့လိုက်ရလို့တွားတောင်းကြပါတယ်။ကုပြားမှုလည်းပေါက်ကရလုံးနေတာရက်ပြီးတော့အလုတ်ကိစ္စပြောကြဖို့အခန်းထဲကိုခေါ်သွားပါတယ်။ကုပြားမှုတို့ကတန်တရားရှိနေတဲ့လူရဲ့ပုံကိုပြပြီးတော့ရှင်းပြပါတယ်။လင်းတို့ကိုလက်ထပ်ပွဲမသွားခင်ရှားမတွေ့ရင်လူမျိုးနယ်စုနှစ်ခုကအချင်းချင်းတတ်ဖြတ်ကြတော့မှာပါ။ကုပြားမှုကဒီနေ့မြန်မာသွေးမြင်မကြစီခြင်းလို့လင်းတို့ကိုအမြန် ်ရှားဖို့ပြောပါတယ်။ကိုဂျင်မီကအာယုံမရဘဲ projector ကိုကွဲပြီးရက်နေတဲ့ကိုပြောင်မှုနော်ကိုကိုကိုင်နဲ့ပုံစံနေလိုက်လို့ပါတယ်။နောက်ကြတော့ကိုဝါဒုက္ခချဝါဒီလူမျိုးနဲ့စုစီကိုကိုဂျင်မီကိုခေါ်သွားတယ်။လူမျိုးစုတွေရဲ့စကားကိုနားမလဲတော့ကိုဝါဒုက္ခဘာသာပြန်ပေးပါတယ်။လူမျိုးနဲ့စုတွေကတပတ်လူကိုသဘောကျရင်တွေနဲ့ထွေးထည့်လို့ကိုဂျင်မီကတင်းသွားပါတယ်။အဲဒါနဲ့ကိုဂျင်မီကသူလည်းသဘောကျတယ်ဆိုပြီးရှိမျှတွေတွေကုံစုရင်းနဲ့အာရပါရထွေးထည့်လိုက်တော့တွေပြိုင်ပွဲတွေဖြစ်ကုန်ပါတယ်။နောက်ကြတော့ချဝါဒီလူမျိုးတွေကပြဖြော်ပြရာကိုကြည့်ကြပါတယ်။ချဝါဒီရဲ့သမီးတော်နင်းနင်းကိုကိုဂျင်မီမြင်တော့အထားရလာပေးတယ်လို့ကိုဂျင်မီကလည်းကြိတ်သဘောကျနေပါတယ်။ဒါပေမဲ့သူကအသားမစားတဲ့ကြားဆိုပြီးလင်းရင်နဲ့စိတ်ထိန်လိုက်ပါတယ်။ ယ်။ဒါမှမဟုတ်ညီလေးကပြဿနာတက်လို့တယောက်တည်းတည်းလေးငြုပ်သီးချောင်းနေရပါတယ်။ဖီကောက်နေတဲ့အချိန်ကိုဝါထုတ်ဝင်လာလို့စိတ်ညင်အောင်တရားကြည့်နေရဆိုပြီးတော့ရှူချတယ်။ကိုကျင်မီကလင်းတို့ပြောက်သွားတဲ့နေရာမှာတဲလွန်စားဟုတ်လိုက်ရှာတော့ကြီးကန်းတောင်မန်တွေကိုတွေ့လိုက်ရလို့ကိုဗီဒါကိုတန်ကြားဝင်သွားပါတယ်။မနေ့ရောက်တော့ကိုဗီဒါနောက်ကိုမျောလေးနဲ့တူတူတိတ်တိတ်လေးလိုက်ကြည့်ပါတယ်။ကိုဗီဒါကလူတယောက်နဲ့တွေ့နေတာကိုကားလိုမျိုးတီထင်ထားတဲ့ကြက်ကောင်တူတရားတွေလိုက်ချောင်းပါတယ်။အထဲမှာချောင်းရတာအယံပူလာတော့အဝတ်တွေချွတ်ပြေးရတယ်။အယံပူလို့အပြင်ထွက်ပဲဆိုကမှထွက်ပေါက်တကားကပြတ်သွားပါတယ်။အဲ့ဒါနဲ့ကြက်ရဲ့ဖော်ကင်ပေါက်ထက်ကထွက်ဖို့လုပ်ရပါတယ်။ဒီချန်ခီးသွားတွေကလည်းဘူးမသိပါမသိနဲ့ကြက်မာကြီးကလေးမွေးတဲ့ထင်ပြီးတော့ချောင်းကြည့်နေကြပါတယ်။နောက်တော့ မှကိုဂျီမီထွက်လာတာကိုမြင်တော့အန်ဝပကမ်ဘောဇာဆိုပြီးတော့လမ်းဖြာရင်းနဲ့ထွက်သွားကြတယ်။တစ်ဖက်မှာလည်းကိုဂျီမီမြောက်ကကိုဗီဒါကိုကျဉ်ဆက်နဲ့တို့ပြီးတော့ဖန်လိုက်ပါတယ်။ကိုဂျီမီကကိုဗီဒါကိုကျိုးတို့ပြီးတော့ဆင်မီတော့လင်းတို့ကိုခိုးဖို့လှုပ်ထားပြီးမြတ်ချားတယောက်ကလက်ဦးသွားတယ်ဆိုတာကိုကိုဗီဒါကပြောပြပါတယ်။ကိုဗီဒါကိုပြန်လှုပ်ပြီးတော်တဲ့ဝင်မှာတယောက်ကအစိမ်းများရင်နဲ့ပြစ်တာခံရလို့မိသွားတယ်။ပြန်တော့လာတော့နင်းနင်းနဲ့ကိုဝါထုတ်ကိုတည်လိုက်ရပါတယ်။ညပုံဆန်ကလက်ချက်ပွဲကိုကန့်ကွက်တဲ့ဝချူးထီလူမျိုးတွေရဲ့နတ်ဆရာတို့အဖွဲ့ရဲ့အများနဲ့တူတယ်လို့နင်းနင်းကပြောပါတယ်။ဒါနဲ့ကိုဂျီမီကငင်ချမ်းရေးယူမယ်ဆိုပြီးတော့နတ်ဆရာစီသွားပါတယ်။ဒါပေမဲ့နတ်ဆရာကသူတို့လှုပ်ပြီးတဲ့ပြိုင်ပွဲကိုနိုင်ရင်သဘောတူမယ်လို့ပြောလာပါတယ်။ကိုဂျီမီလက်လက်ခံလိုက်ပြီးတော့ပြိုင်ပ င်ပွဲတွေစပြိုင်ပါတော့တယ်။စစချင်းတွေမှာနိုင်ပေမဲ့နောက်ဆုံးပွဲမှာရှုံးသွားလို့ပြန်လာကြရတယ်။အပြင်မှာတော့နက်စီယာတပည့်ကစသလိုနဲ့အစိမ်းများနဲ့ပြစ်ကြတယ်။ကိုဂျင်မီကအဲ့ဒီအစိမ်းများကိုကြည့်လိုက်တော့ပထမတစ်ခါပြစ်ခင်ရတဲ့များနဲ့ပုံစံကွာနေမှန်းသိလိုက်ရပါတယ်။အဲ့ဒါနဲ့ကိုဂျင်မီတော်တဲ့သွားထက်ချောင်းတော့မုတ်ဆိုးနှစ်ယောက်ကိုတွေ့လိုက်ရပြီးတော့လင်းတို့ကိုပါတွေ့သွားပါတယ်။မုတ်ဆိုးတွေကိုအယုံလဲဖို့လူဝင်အတန်းတုလုပ်လိုက်ပါတယ်။မုတ်ဆိုးတွေမရှိတော့တဲ့အချိန်မှာလင်းတို့ကိုယူဖို့လုပ်ပေမဲ့ပြန်မိသွားပြီးတော့အတီးခံလိုက်ရပါတယ်။တတိယလာတော့ရေဒဂွန်ကြီးတစ်ခုနားမှာဖောင်ကြီးနဲ့အချီခံထားရတယ်။တိတ်မကြခင်ရေဒဂွန်နားရောက်တော့ဖောင်ကြီးဆင်းဖင်ကြီးဆောင်ရေဒဂွန်အောက်ကိုကျသွားပါပြီ။ကကောင်းကျင်တော့ကိုဂျင်မီအသက်ရှင်သွားပြီးတော့ဂုံးမို့ကိုတက်ဖို့လုပ်ပ ပါတယ်။ဒါပေမဲ့မိချောင်းနဲ့တိုးလို့တပွဲတလန်းနှွေးရပြန်ပါတယ်။မုတ်ဆိုးရဲ့ဒီရောက်သားတော့ကလင်းတို့အီအီတွေကိုတွေ့လိုက်ရလို့ကိုချင်းမီသတိရသွားပါတယ်။လင်းတို့အီအီတွေကိုကိုပြောင်မှုရဲ့ဖက်နှက်မှာပေးတာကိုပါတီထားမိသွားတော့ကိုချင်းမီကတရားခံအစ်စ်ကိုတီးသွားပါပြီ။အဲဒါနဲ့ကိုပြောင်မှုစီသွားတော့ကိုပြောင်မှုကသူ့လူတွေအားကိုနဲ့ဂျင်မီကိုမောင်းထုတ်ပါတယ်။ကိုချင်းမီကလည်းရှော်မပေးဝဲနဲ့တောတရားတရဝါတွေကိုအတန်နဲ့ခေါ်လိုက်တာအကုန်လုံးကောင်းရှင်းဝင်ရုံကိုယောက်ချလာကြတယ်။ရုံနဲ့တရဝါတွေကြောင့်ပစ္စည်းကုန်လို့ကိုပြောင်မှုကလင်းတို့ကိုယူရင်းနဲ့ပြေးပါပြီ။ဒါပေမဲ့ကိုချင်းမီကနောက်ကအီယာမကားကြီးနဲ့လိုက်လာပြီးတော့ကိုပြောင်မှုကားကိုတက်ကြည့်တော့ကိုပြောင်မှုတော်ရဲပြေးရပါတော့တယ်။ကိုချင်းမီလည်းလင်းတို့ရသွားတော့လူမျိုးနဲ့စုရီစီကိုသွားပြပြီးတော့မူလနေရာမှာ ပြန်ထားလိုက်ပါတယ်။ကိုပြားမှုကတော့တော်ရဲကိုလိုက်ပြေးနေလူဝင်ကြီးနဲ့တက်တက်တူသွားပါပြီ။ဒီလိုပြန်ရလို့လက်ထပ်ပွဲလုပ်ပြီးတော့သူတို့သားကထအိုပါတယ်။အကျိုးကြောင့်မရှိတော့မှသူတို့သမီးဟာကပါကင်မဟုတ်တော့ဘူးဆိုပြီးတော့ပြောလာပါတယ်။အမှန်တော့သူတို့သမီးပါကင်ကိုဖောက်လိုက်တာကလက်မြန်ချင်မြန်ကိုချင်မီပဲဖြစ်ပါတယ်။အဲဒါနဲ့အကုန်လုံးလဲကိုချင်မီပဲလှည့်လာတော့ကိုချင်မီတယောက်ဖင်လောင်းအောင်ပြေးနေဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။လူဦးကြီးမင်းတို့လည်းအသေးဆက်ဆက်မှတုံးရင်တော့လက်မြန်ချင်မြန်ရှိရမှာဖြစ်ပါတယ်။အစုံနဲ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။